ပါညီမရောရွှေဝိုင်းပါညီမနမရောတူရီဝိုင်းပါညီမတို့ယောက်ကယောဂကျင့်လာတာတစ်နှစ်နှစ်နှစ်ထဲမှာရှိနေပါပြီယောဂဆိုတာကမင်းကြီးနဲ့လည်းပို့ပြီးတော့မှအဆင်ပြေစေရယ်အားကစားလို့လည်းမဟုတ်ဘူးအဲနေ့စဉ်လှူရှားသွားလာနေတဲ့အထဲမှာပဲလူနေထိုင်မှုဘဝတစ်ခုအနေနဲ့ထည့်သွင်းပြီးတော့မှကျင့်စဉ်တစ်ခုအနေနဲ့ထည့်သွင်းပြီးတော့မှကျင့်လို့ရရတဲ့အတွက်ကြောင့်မလို့ညီမတို့ပုံမှန်လေ့ကျင့်ဖြစ်ပါရယ် နောက်ပြီးတော့ခန္ဓာကိုယ်ရောစိတ်ကောစမ်းမလှပစေတဲ့အတွက်ကြောင့်မို့လို့လည်းကျင်းပြတာပါညီမတို့နှစ်ယောက်ကဆရာဖြစ်တင်တင်တဲ့ဟိုတော့တချဲရွှေပုံမြက်စီကနေတင်ထားတာပါညီမတို့နှစ်ယောက်ကတချဲရွှေပုံမြက်ရဲ့တပည့်အဖြစ်ပါတယ်အဲ့ဒါဆိုရင်ဒီနေ့ပါကျင်းကြမယ် အကုန်လုံးလည်းအကုန်လုံးလည်းမျှဝေပေးရဆိုတဲ့အခါကျတော့အလွယ်ကူဆုံးနဲ့အယူရှင်ဆုံးနေမင်းကြရပါနော်နေမင်းကာရဝပြူရဲ့ဟာလေးကိုအခြေခံအကျဆုံးပုံစံလေးနဲ့ပြပေးလိုက်မယ်နိအဲအဲ့ဒါဆိုရင်နေမင်းကာရဝပြူကောင်းကျိုးလေးတွေကိုလည်းပြောပြလိုက်အောင်လေနေမင်းကာရဝပြူတာဆိုတာကညီမတို့ကနေမင်းစီကနေလောကကြီးနဲ့လူသားတွေအတွက်နေမင်းကအများကြီးအကျိုးပြုရဲ့ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့နေမင်းရဲ့အကျိုးကျေးဇူးတွေကို ဂါရဝပြုတဲ့အနေနဲ့ကျေးဇူးတင်တဲ့အနေနဲ့ဂါရဝပြုရပါအဲ့လိုမျိုးအခြေအနေမှာမိမိဘဝမှာမိမိကိုအကျိုးပြုပြီးဘူးတဲ့သူတွေအဲကျေးဇူးတင်ထိုက်တဲ့သူတွေကိုလည်းကျေးဇူးတင်တဲ့အနေနဲ့ကျေးဇူးတင်တဲ့အနေနဲ့စိတ်ကလေးကိုထားပြီးမှလေ့ကျင့်ပေးလို့ရှိရင် ပို့ပြီးတော့မှအကျိုးဖြစ်တော်မှာရယ်ပြီးတော့နေမင်းကျင့်စဉ်ကိုကျင့်တဲ့ဟာခါကြလို့ရှိရင် ါနေထွက်တဲ့အချိန်အဲ့လိုမျိုးနေရောင်ခြည်နုနုလေးရတဲ့နေရာလေးတွေမှာ လေ့ကျင့်တဲ့အခါကျရင်အာနေမင်းစီကနေစွမ်းအင်တွေကိုကိုယ်စီကိုရောက်ရှိလာတယ်ဆိုပြီးတော့မှအာခံစားရင်းနဲ့လေ့ကျင့်ပြီးတဲ့အခါမှာခန္ဓာကိုယ်ရဲ့တန်မာမှုတွေအာပျော်ပြောင်းမှုတွေဟာလည်းပို့ပြီးတော့မှရရှိစေပါတယ်ပထမဦးစွာယောဂဖြာရဲ့ထိတ်မှာခြေစုံရက်ပြီးမှနေရာယူပေးမယ်။လက်နှစ်ဖက်ကို ခန္ဓာကိုယ်ရဲ့ဘေးမှာတက်တောင့်တက်တာအလိုက်တင်လေးချထားပါမယ်။ မိမိရဲ့စိတ်နဲ့ခန္ဓာကိုစုစည်းပေးမယ်မိမိဟာယောဂကဘာရဲကိုစတင်ဝင်ရောက်တော့မှာဖြစ်ပါတယ်အဲ့ဒီအတွက်အသင့်ပြင်ဆင်ပါမယ်ရှုသွေးရင်းနဲ့လက်အုပ်ကလေးခြေပေးမယ်လက်အုပ်ခြေရာမှာလက်ဖွားနှစ်ခုစလုံးဟာတေချာစွာလက်ချောင်းထိပ်ကလေးအထိထိကပ်ထားပါမယ်မိမိရဲ့လက်ပြင်ဟာမြေပြင်နဲ့အပြိုင်ရေပြင်ညီတံတန်းရှိနေရပါမယ် ရှုသွင်းရှုထုတ်မှာအာယုံစိုက်ပေးမယ်အာယုံတွေမပြန့်လွင့်ပါဘူးရှုသွင်းရင်လည်းမိမိရဲ့လက်ကိုအပေါ်ကနေတယောက်ကဆွဲဆန့်ထားသလိုမျိုးဆန့်ထုတ်ရင်လည်းရှုသွင်းပေးမယ်ရှုထုတ်မယ်စီးခုံကိုအရှိကိုအရင်ကော့ထုတ်ပြီးတော့မှအနောက်ကိုခါးကိုကွေးညွတ်ပေးပါမယ်မိမိလုံနိုင်တဲ့အတိုင်းလေးပဲတတောင်းတတားလုံမယ်ဟုတ်ကဲ့ပြီးတော့မှမလုပ်သလိုအတင်းလည်းမလုပ်ပါဘူးမိမိလုံနိုင်တဲ့အတိုင်းအတာအတွင်းလုပ်ပေးမယ် ရှူသွေးရင်းနဲ့ဖြည်းဖြည်းချင်းခနာကိုပြန်မတ်လိုက်မယ်။ရှူထုတ်ရင်းနဲ့ရှေ့ကိုကွေးညွတ်ပါမယ်။မိမိရဲ့လက်နှချောင်းနဲ့ခါဟာတပြင်းညီစဉ်သက်ပါမယ်။ခါကုံသွားတဲ့အခါမှာလက်ကိုချမယ်။ကောင်းမော့မယ်ခါလေးဆက်လက်ကလေးဆက်ပြီးနောက်တစ်ချိန်ပြန်ရှူသွင်းပါမယ်ရှူထုတ်ရင်းနဲ့ခန္ဓာကိုယ်တစုံ ဒူးကောင်ပေါင်နဲ့ထိကက်လိုက်မယ်1 byte ဟာပေါင်ဒူးကောင်စသည်ဖြင့်အကုန်လုံးထိကက်နိုင်သမျှထိကက်ပေးပါမယ်အာယုံလေးတွေစုစည်းထားမယ်တင်းနေရလေးတွေရှိရဲ့တင်းနေတာလေးတွေကိုခံစားပေးမယ်စိတ်ကလေးကိုဖြေလျှော့ပေးပါမယ်ရှူသွေးမယ်ဒူးကိုကွေးညွှတ်လိုက်မယ်ရှူထုတ်ရင်းနဲ့ဖဲချေကိုအနောက်ကို အလန့်အကျဲကြီး မိမိလှမ်းနိုင်သမျှလှမ်းထုတ်ပါမယ်ဒူးလေးချပေးမယ်ခြေပမိုးချပေးမယ်ရှူသွင်းမယ်ခေါင်းကိုမောလိုက်မယ်တင်မဖိထိုင်ချပေးပါခြေမဦးလေးရတက်တဲ့လေးအနောက်ကိုညွှန်ပါမယ်ခေါင်းလေးကိုပြန်သိမ်းလိုက်မယ်အရှိခြေထောက်နဲ့အနောက်ခြေထောက်နဲ့ပူကပ်ပေးမယ်ဒူးဆက်မယ်တောင်ထိပ်ပုံစံကိုသွားပါမယ် မိမိရဲ့ဝိတ်ဟာလက်နှစ်ဖက်ခြေပွားနှစ်ဖက်မှာအညီအများဖြစ်နေစေရမယ်။ခါးကိုဖိချပေးမယ်။လက်မောင်းပခုံးဖိချပေးမယ်။မိမိရဲ့ဦးခေါင်းဟာလက်နှစ်ဖက်ကြောပြင်နဲ့တပြေးညီဖြစ်နေရမယ်။ခေါင်းမမော့ရပါဘူး။ခေါင်းမငုံချရပါဘူး။အသက်ရှူသွင်းရှူထုတ်မှာအာယုံစိုက်ထားမယ်။ခြေဖနောင့်ကိုဖိချမယ်။ဒူးချမယ်။မေးစီကိုလက်နှစ်ဖက်ကြားကိုချပါမယ်။ ရင်ဘတ်ချလိုက်မယ်။ရှုသွင်းမယ်။တံတောင်ဆန်းထုတ်ပြီးတော့မှမွေဟောက်ပုံစံကိုသွားပါမယ်။မွေဟောက်ပုံစံမှာ ခြေဖနှောက်နှစ်ဖက်ကို ထိကပ်ထားပါမယ်။ပေါင်တင်မနှစ်ဖက် ခြေတလုံးစသည်ဖြင့်ဆွဲကျစ်ထားမယ်။လက်နှစ်ဖက်ဟာလည်းခန္ဓာကိုယ်မှာကပ်နေရမယ်။ကားမနေရပါဘူး။ခေါင်းလေးပြန်သိမ့်မယ်။တောင်ထိပ်ပုံစံကိုသွားပါမယ်။ ေဖနှောင်းဖိချမယ်ပခုံးကြောပြင်ဖိချပေးပါဥကောင်းကလည်းလက်ပြင်နှစ်ဖက်နဲ့တပြေးညီအလိုက်တင်လေးရှိပါမယ်ဘယ်ခြေထောက်ကိုမြှောက်လိုက်မယ်လက်နှစ်ဖက်ကြားအရှိကိုစွဲသွင်းမယ်ဒူးချမယ်ခြေပမိုးချပါမယ်ခေါင်းမော်ပြီးအသက်ရှူမယ်တင်ပါဖိထိုင်ချပေးထားမယ်အနောက်ဒူးလေးကိုပြန်ကြွမယ်ခြေပြားထောက်ပေးမယ် အရှိချင်းနဲ့အနောက်ချင်းနဲ့ပြန်ပူကပ်ပါမယ်။ရှူသွင်းမယ်ခါးလေးပြန်မှတ်ပြီးမှ ရှူသွင်းမယ်။ရှူထုတ်တယ်။မိမိရဲ့နှစ်ဖူးနဲ့ဝမ်ပိုက်ဟာပေါင်းဒူးစသည်ဖြင့်ထိကပ်နိုင်သမျှထိကပ်ပေးမယ်။တင်းနေတာလေးတွေကိုခန်းစားပေးမယ်။နာကျင်တာလေးပေါ်မှာသီးခံပေးပါမယ်။သီးခံစိတ်လေးမွေးထားမယ်ရှူသွင်းရှူထုတ်မှာအာယုံဆိုင်ထားမယ်စိတ်ကလေးဖြေလျှော့ထားပေးပါ မိမိရဲ့ရင်ဘတ်ရှိမှလက်အုပ်ကလေးခြိလိုက်မယ်။လက်နှစ်ဖက်ကိုဥကောင်း အထက်စီသို့ညွှန်ထားပါမယ်။ရှူသွင်းမယ်။ရှူသွင်းရင်လည်းခါလက်တပြေးညီတဒန်းနဲ့ပြန်ဆွဲမှတ်လာမယ်။ရှူထုတ်မယ်စီးခုံလေးရှေ့ကိုပေါ်ထိုးပြီးမှအနောက်ကိုကွေးညွတ်ပေးပါမယ်။ကွေးညွတ်တဲ့အခါမှာတုံနေရာမျိုးမဖြစ်အောင်သတိထားပေးပါ။ မိမိလုံနိုင်တဲ့အတိုင်းအတာအတွင်းမှာပဲပြုလုပ်ပေးပါမယ်။ရှုသွင်းမယ်။ခန္ဓာကိုယ်ပြန်မတ်လိုက်မယ်။ရှုထုတ်ရင်လည်းလက်နှစ်ဖက်ကိုရင်ညွတ်နှာကိုချပေးမယ်။လက်အုပ်ခြေပုံစံအနေထားပါ။မျက်နှာလေးချထားမယ်။မိမိရဲ့နှလုံးခုန်ကန်ကိုကြားနိုင်ပါစေ။စိတ်အာရုံစူးစိုက်ထားပေးပါ။နှလုံးခုန်ကန်မြန်နေတာလေးတွေခံစားမယ်။ရှုသွင်းရှုထုတ် ပြုတ်လောက်ရင်းထဲမှာနှလုံးခုန်တဲ့ပုံမှန်ပြန်ရောက်လာတာလေးကိုသိနေပါစေ။ရှုသွင်းမယ်မျက်လုံးကိုမျက်လွှာချအနေအထားကနေဖြည်းဖြည်းချင်းပြန်ဖွင့်ပါမယ်။နေမင်းကာဝါကျင်းစင်ရဲ့ဘယ်ဘက်တစ်ချမ်းဟာပြီးသွားပြီဖြစ်ပါရဲ့။ဒီအတိုင်းမဲ့မိမိရဲ့ညာခြေထောက်ညာဘက်အချမ်းကိုဒီပုံစံနဲ့ပြန်လုပ်ပေးရမှာဖြစ်ပါရဲ့။အဲ့ဒါဆိုလို့ရှိရင်နေမင်းကာရဝပြုတ်ကျင်းစင်တစုံဘယ်ညာတစုံပြေဆုံးမှာဖြစ်ပါရဲ့။ နေမင်းကာရောကျင့်စဉ်ဟာနှစ်ပေါင်းထောင်ချီနေတဲ့ကျင့်စဉ်ဖြစ်တာကြောင့်လူတွေအတွက်ကောင်းကျိုးများစေပါတယ်။နေ့စဉ်ကျင့်ခြင်းဖြင့်ခန္ဓာကိုယ်ကိုယ်သွက်လက်တန်မာပြီးကြောရိုးတွေကိုပျော်ပြောင်းစေပါတယ်။သွေးလည်ပတ်မှုကောင်းမွန်စေလို့အသားရည်ကိုကြည်လင်စေပြီးခန္ဓာကိုယ်အလေးချိန်ကိုလျော့ကျစေပါတယ်။